တကယ်အတော့မင်းနဲ့အတွေးခေါ်ကောင်းလေးဘလို့ဖန်တီးမလဲဆိုတာနဲ့ပတ်သက်ပြီးခေါင်းဆောက်ဖို့ကြာမှာပေါ့ကဲကဘာချိတ်တန်းကုမ္ပဏီကြီးဤနဲ့တီထွင်တွေ့ထုံးနေတဲ့အေးမတန်းအစွမ်းထက်တဲ့အဆင့်၅ဆင့်ပေါ့ဒီဇိုင်းတင်ခင်လုပ်ငန်းစဉ်အကြောင်းအခုပဲအတူတူလေ့လာကြည့်လိုက်ကြရအောင်ဟုတ်ပြီတီထွင်စမ်းသစ်မှုတိုင်းရဲ့အစမှာဒီမိခွဲအမြဲရှိပါတယ်တကယ်တော့လေအောင်မြင်တဲ့ထုတ်ကုန်ဒီဝန်ဆောင်မှုတွေဆိုတာရုတ်တရက်ဆိုလို့ပေါ်လာတာမျိုးမဟုတ်ပါဘူးလူတွေရဲ့တကယ်လိုအပ်ချက်ကိုနက်နက်ရှမ်းရှမ်းနားလေရာကနေမွေးဖွားလာတာပါ ဆိုတော့အဲ့ဒီလိုအပ်ချက်တွေကိုဘယ်လိုရှာဖွေမလဲအဖြေကတော့ design thinking ပါပဲဒီနေရာမှာအဓိကကြားစွန်းစကားလုံးကလူဆိုတဲ့စကားလုံးပါဒီလုံငန်းစဉ်ကနီးပညာကြောင့်ဒါမှမဟုတ်စီးပွားရေးကြောင့်တသက်ပေါ်နေရမှာမဟုတ်ဘူးလူတွေအတွက်တကယ်အရေးပါတယ်သူတို့ဘဝကိုပိုကောင်းလာစေမယ့်ဖြစ်စဉ်ချက်တွေကိုဖန်တီးဖို့ပဲဖြစ်ပါတယ်ကဲဒါတော့ကျွန်တော်ဦးရဲ့ခရီးစဉ်အတွက်လမ်းပြမြေပုံပါပဲလူတွေရဲ့စဉ်နှလုံးကိုနားလည်ခြင်းကနေစမယ် ပြီးတော့အတွဲခေါလီဖန်တီးမယ်။လက်တွေ့ပုံစံငယ်လေးတွေတည်ဆောက်မယ်။နောက်ဆုံးမှတကယ်အလုံးဖြစ်မဲ့ဖြည့်ရှင်းချက်တစ်ခုကိုရရှိရဲ့အထီးပေါ့။ဒီအဆင့်၅ဆင့်နဲ့သွားကြမှာပါ။ကဲပထမဆုံးအဆင့်နဲ့စလိုက်ကြအောင်။အရာအလုံးရဲ့အစကကိုချင်းစတရား empathy ပါပဲ။ဒါကလူတွေကိုတနာဖို့ပြောတာမဟုတ်ဘူးနော်။သူတို့ရဲ့အမြင်နဲ့ကဘာကြီးကိုမြင်နိုင်အောင်သူတို့ရဲ့ခံစားချက်တွေကိုကိုယ်တိုင်ခံစားနိုင်အောင်တက်တက်ကြွကြွစူးစမ်းတာကိုဆိုလိုတာပါ။ ပြဿနာကိုတကယ်မခံစားမိပြန်နေတော့မှန်ကန်တဲ့ဖြစ်ရှင်းချက်ကိုဘရောမရှာတွေ့မှာမဟုတ်ပါဘူးလူဒီပြောတဲ့စကားလေးကရေပေါ်မှာမြင်နေရတဲ့ရေခဲတောင်ရဲ့ထိဆွန်းလေးပဲရှိပါတယ်တကယ်လူအပ်ချက်တွေစီးဆောင်မှုတွေနဲ့စွရင်မှုတွေကတော့ရေအောက်မှာနက်နက်ရှိုင်းရှိုင်းရှိနေတတ်တယ်ကျွန်တော်တို့ရဲ့တာဝန်ကအဲ့ဒီကိုပိုင်ဇလန်းတွေကိုတိကျနားထောင်ပြီးရေအောက်ပိုင်းကိုငုတ်ရှုတ်ရှာဖွေဖို့ပါပဲဥပမာ တကြီးရွယ်ဟိုတွေနဲ့စကားပြောကြည့်တဲ့အခါဒီလိုထိုးထွင်းတိမြင်မှုမျိုးရလာနိုင်မှာပါ သူတို့တကယ်လိုချင်တာကအပြင်ထွက်ဖို့အစီအစဉ်တွေထက်မိသားစုသူငယ်ချင်းတွေနဲ့အဆက်အသွယ်မပြတ်ပဲမျိုးထွေးမှုကိုခံစားနေရဖို့ဆိုတာမျိုးပေါ့ဒီလိုအတွင်းကျတဲ့နားလည်မှုကမှတကယ်အသုံးဝင်တဲ့ဖြည့်ရှင်းချက်တွေကိုဖန်တီးနေမှာပါဟုတ်ပြီကိုချင်းစာစင်နေနားထောင်ခဲ့လို့အဖိုးတန်တဲ့တွေ့ရှိချက်တွေအများကြီးရခဲ့ပြီအခုအဲ့ဒီတွေ့ရှိချက်တွေကိုရှင်းလင်းပြတ်သားတဲ့ဖိမှတ်တစ်ခုအဖြစ်ဘယ်လိုပြောင်းမလဲဒါကတော့ဒုတိယအဆင့်ဖြစ်တဲ့ define ဒါမှမဟုတ်ပြဿနာကိုတိတိကျကျသတ်မှတ်ခြင်းအဆင့်ပါပဲ ဒီလိုပေါ့ရှုပ်ထွေးနေတဲ့ခံစားချက်တွေနဲ့ဆက်လန်းတွေကိုရှင်းလင်းတဲ့ဝါကြားတစ်ကြောင်းဖြစ်ပေါင်းဆက်လိုက်တာပါဥပမာအထီးကျမှာဆိုတဲ့တက်ကြီးရွယ်အိုဒီဟာမိသားစုနဲ့အဆက်အသွယ်မပြတ်ရှိနေကြတယ်ဆိုတာမျိုးပေါ့ဒီလိုတိကျတဲ့ပြဿနာဖော်ထုတ်ချက်ကကျွန်တော်တို့ရဲ့တီထွင်ဖန်တီမှုတွေကခိုင်မာတဲ့အခြေခံအုံမြင့်ကြီးထက်လာပါတယ်ရှင်းလင်းတဲ့ပြတ်မှတ်ရှိပြီဆိုတော့အခုအတွေးခေါ်ဒီလွတ်လပ်စွာစီစဉ်ခွင့်ပြုရမယ့်အချိန်ရောက်ပါပြီဒါကတတိယအဆင့် ID8 ပါဒီစစ်မှာအတွေးခေါ်မကောင်းမှုဆိုတာလုံးဝမရှိပါဘူး အရေတွပ်များများထုံနိုင်လေအဖြေကောင်းတစ်ခုတွေးဖို့အခွင့်လန်းပိုများလေပဲဝေဖန်ဖို့ခဏမေထားပြီးစိတ်ကူးရှိသမျှအကုန်ထုတ်လိုက်ယုံပါပဲအတွဲခေါ်ဒီထုတ်တဲ့အခါဒီလိုမျိုးအဆုံးထွက်လာနိုင်ပါတယ်အနာဂတ်ဆန်တဲ့ VR နီးပညာတွေကနေအရန်ယူရှင်းတဲ့တွန်းလဲဒီဇိုင်းအသစ်တွေအထိပေါ့အရေးကြီးလာကဖြစ်နိုင်ခြေအားလုံးကိုစဉ်းစားဖို့ပါတခါတလေအယူမိုက်ဆုံးလို့ချင်ရတဲ့အတွဲခေါ်ကအကောင်းဆုံးဖြစ်ရှင်ချက်ဖြစ်နေတတ်တယ်မဟုတ်လားကဲစိတ်ကူးရိပ်များကြီးရခဲ့ပြီ။ အခုအဲ့ဒီစစ်ကူးတွေကိုစာရွက်ပို့ကနေလက်တွေ့ကဘာတွေကိုဆွဲထုတ်ရမယ့်အချိန်ပါစတူထအရှင်ကတော့ prototype တော့မဟုတ်နမူနာပုံစံဖန်တီးစမယ်ဖြစ်ပါတယ်နမူနာပုံစံ prototype ဆိုတာက နောက်ဆုံးထုတ်ကုန်ရဲ့ပုံကျန်းတကူလိုပါပဲသူ့ရဲ့ရည်ရည်ချက်ကရောင်းဖို့မဟုတ်ဘူးတင်ယူဖို့ပါဒါကြောင့်ပြီးပြီးဆုံးနေဖို့လုံးဝမလိုပါဘူးကတ်ထူပြတိတ်ကက်ပြီးတောင်ဖန်တီးလို့ရတယ်အထက်ကကကိုယ့်ရဲ့တွေးခေါ်ကိုလူဒီလက်နဲ့ကိုင်းမျက်စိညံ့မြင်နိုင်အောင်အငန်းဆုံးလုပ်ပေးဖို့ပါပဲ သင်ချမအဆင်ဖြစ်တဲ့ test မှာအရေးကြီးဆုံးကစိတ်နေစိတ်ထားပါပဲကိုယ့်ရဲ့ idea ကိုကာကွယ်ဖို့မဟုတ်ပဲသင်ယူဖို့သွားတာပါရလာတဲ့ဝေဖန်ချက်တိုင်းဟာကိုယ့်ရဲ့ဖြည့်ရှင်ချက်ကိုပိုကောင်းအောင်လုပ်ပေးမယ့် lesson တစ်ခုလိုပါပဲကိုယ့် idea ကိုချစ်တာထက်ပြဿနာကိုဖြည့်ရှင်ခြင်းနဲ့စိတ်ကပိုအရေးကြီးပါတယ်အခုဒီအဆင့်၅ဆင့်လုံးကိုခြုံငုံကြည့်လိုက်တဲ့အခါဒီဇိုင်းနင်းကြီးရဲ့တကယ်အစွမ်းကပေါ်လာပါတယ် ဒါမြင်ဖြောင်းအကြိုင်းတစ်ခါတည်းတွားရတဲ့ခီးမဟုတ်ပါဘူးတကယ်တော့ဒါဟာစက်ဝိုင်းပုံတစ်ခါတလဲလဲလဲပတ်နေတဲ့လုပ်ငန်းစဉ်တစ်ခုပါဒီစက်ဝန်းကိုကြည့်လိုက်ပါစံတမှုကနေရတဲ့သင်ခန်းစာတွေကကျွန်တော်တို့ကိုအဆောက်ကိုပြန်ခေါ်သွားတယ်음ဒီချက်ကိုငါတို့နားလေမှုလွဲခဲ့တာလားဒါထက်ပိုကောင်းတဲ့ idea ရှိနိုင်သေးလားလို့ကိုကိုကိုပြန်မေးခွန်းသေးပါတယ်ဒီလိုအချင်းချင်းပြန်လှုပ်ချင်းအဖြစ်ကြာရှုံးနိုင်ခြေကိုရှော့ချပြီးအောင်မြင်မှုနဲ့ပိုနီးစပ်လာစေတာပါ မှတ်ထားရမှာကပထမအချိန်နဲ့ပြည့်ပြည့်စုံတဲ့ဖြေကိုဘယ်တော့မှရမှာမဟုတ်ဘူးဆိုတာပါပဲတီထွင်စမ်းသစ်မှုဆိုတာဖန်တီစန်တက်တင်ယူပြီးတော့ပြန်လည်ပြုဖြစ်မွမ်းမံဒီလိုမပြည့်စုံနိုင်တဲ့ဆက်ဝန်းတစ်ခုပါပဲပြဿနာကိုတကယ်ဖြေရှင်းနိုင်တဲ့အထိဒီဆက်ဝန်းကိုဆက်ပြီးလည်ပတ်နေရမှာပါနောက်ဆုံးအနေနဲ့ဒီလုပ်ငန်းစဉ်ကိုကျွမ်းကျင်သွားပြီဆိုရင်ဘာဖြစ်လာနိုင်မလဲဒီစကားကအကောင်းဆုံးဖော်ပြနေပါတယ်အခုဆိုရင်ကဘာကြီးကိုပြောင်းလဲဖို့ဒါမှမဟုတ်ကိုပိုင်လုပ်ငန်းတစ်ခုစတင်ဖို့အဆင်သင့်ဖြစ်နေပါပြီ ဟုတ်ပါတယ်။ design thinking ဟာပြဿနာတွေကိုဖြေရှင်းပေးပါတယ်။အခုဒီလုပ်ငန်းစဉ်ကိုတည်သွားပြီဆိုတော့ကိုယ်ပတ်ဝန်းကျင်မှာကိုယ်အလုပ်မှာကိုယ်ဘဝမှာဘယ်လိုပြဿနာတွေကိုဒီနည်းလမ်းနဲ့ဖြေရှင်းကြည့်လို့ရနိုင်မလဲ။အဲ့လိုစပြီးစဉ်းစားလိုက်တာနဲ့တီထွင်သူတယောက်ရဲ့ခီးလောင်းကိုစတင်လိုက်တာပါပဲ။